တခါတုန်းကမျိုးလေးတစ်မျိုးမှာကုံတယ်ကြီးတယောက်ရှိတယ်သူကစကားပြောကောင်းနဲ့ညံကောင်းနဲ့ကျက်တူရွေးလေးတစ်ကောင်ကိုရွှေလောင်အိမ်ထဲမှာထည့်ပြီးရမ်းချစ်ခင်မြတ်နိုးစွာမွေးမြူထားပါတယ်ကျက်တူရွေးကလည်းကုံတယ်ကြီးကိုပုံပြင်တွေပြောပြတခြင်းတွေဆိုပြပြီးဖြောဖြေးလေးရှိတယ်ဒါပေမဲ့ကျက်တူရွေးလေးဟာလောင်အိမ်ထဲကနေလွတ်မြောက်ပြီးတစ်ပင်စိမ့်တွေကောင်းကင်ပြကြီးကိုလွမ်းမောနေတယ်တနေ့တော့ကုံတယ်ကြီးဟာခီးထွက်ဖို့ပြင်ဆင်နေချိန်မှာကျက်တူရွေးကိုဂဲငါမိတ်ဆွေမင်းပါလက်ဆောင်လိုခြင်းလဲကြီးလို့မေးတယ်ကျက်တူရွေးကအရှင်သခင်ကျွန်တော်ကိုလွတ်မြောက်ခွင့်ပေးပါကြီးလို့တောင်းဆိုတယ် ကုံတယ်ကြီးကသူ့ရဲ့အချစ်ဆုံးအိမ်မွေးတရီဆန်ကိုမဆုံးရှုံးလို့တာကြောင့်ညင်ပယ်လိုက်တယ်ဒါနဲ့ချက်တူရွေးကဒါဆိုရင်အရှင်သခင် ခီးသွားရင်တော့တဲ့ကကျွန်တော်ရဲ့မိတ်ဆွေချက်တူရွေးတွေကိုကျွန်တော်ရဲ့နှုတ်ခွန်းဆက်သမှုကိုပြောပြပေးပါကြီးလို့တောင်းဆိုလိုက်တယ်ကုံတယ်ကြီးလည်းသဘောတူပြီးခီးဆက်ခဲ့တယ် ခီးစဉ်အတွင်းမှာကုံနယ်ကြီးဟာတောအုပ်တစ်ခုမှာကျက်တူရွေးအုပ်တအုပ်ကိုတွေ့တော့သူ့ရဲ့ကျက်တူရွေးပေးခိုင်းလိုက်တဲ့သတင်းစကားကိုပြောပြလိုက်တဲ့ကုံနယ်ကြီးလည်းစိတ်မကောင်းဖြစ်ပြီးခီးဆက်သွားခဲ့တဲ့အိမ်ပြန်ရောက်တဲ့အခါကုံနယ်ကြီးဟာသူ့ရဲ့ကျက်တူရွေးကိုအဲ့ဒီအဖြစ်ပြက်ကိုအံ့ဩရုံလို့ဆိုပြောပြလိုက်တယ်ဒီသတင်းကိုကြားလိုက်တာနဲ့ရွှေလောင်းအိမ်တဲကကျက်တူရွေးလေးဟာလည်းသူ့ရဲ့မိတ်ဆွေလိုပဲတေချာနေတဲ့ပုံစံနဲ့လောင်းအိမ်ချမ်းပြင်ပေါ်ကိုပြုတ်ကျသွားတဲ့ကုံနယ်ကြီးကသူ့ရဲ့အချစ်ဆုံးကျက်တူရွေးလေးတည်ဆုံးပြီလို့ထင်ပြီးလောင်းအိမ်တကားကိုဖြွင့်ပြီးပြတင်းပေါန့်တာကိုယူသွားပြီးထားလိုက်တယ် ဲ့ဒီအချိန်မှာပဲကျက်တူရွေးလေးဟာချက်ချင်းပြန်လည်နိုးထလာပြီးတောင်ပန်တွေကိုဆန့်ကလွတ်လပ်တဲ့ကောင်းကင်ကြီးစီကိုပြန်တန်းထွက်ခွာသွားပါတော့တယ်ပြန်တန်းသွားရင်ကျက်တူရွေးလေးကကုန်းငယ်ကြီးကိုလှမ်းအော်ပြောလိုက်တယ်ဒီအရှင်သခင်ကျွန်တော်ရဲ့တောထဲကမိတ်ဆွေကလွမြောက်ဖို့ရှုဝတ်ချက်ကိုတင်ပေးလိုက်တာပါပဲအခုမှကျွန်တော်အမှန်တကယ်လွတ်လပ်မှုကိုခံစားရပါပြီကုန်းငယ်ကြီးလဲဝန်းနေပေမဲ့ကျက်တူရွေးလေးရဲ့ဉာဏ်ပညာနဲ့လွမြောက်လို့စိတ်ကိုမြင်ပြီးကြီးနူးသွားခဲ့ရတဲ့အစ်စ်အမှန်လွတ်လပ်ခြင်းဟာတံပိုးမဖြစ်နိုင်ပါဘူးဉာဏ်ပညာနဲ့အကြံကောင်းဟာအခက်ခဲကြကနေလွမြောက်ဖို့ကူညီပေးနိုင်ပါတယ်